ရန်ရံကုန်မြန်ဖုံတရင်ဆောင်ကဦးစွာတင်ဆက်မဲ့တရင်ကတော့ရန်ကုန်တိုင်းဒေသကြီးဆိုရဖွဲ့ဝင်ကြီးချုပ်ဆိုတဲ့လိုင်တရာမျိုးနဲ့ရေစည်းရလာကောင်းမှုရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရနေမှုကွင်းစင်ကြည့်ရှုစစ်ဆေးတဲ့တရင်ဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးဆိုရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးဆိုရအဖွဲ့ဝင်ဝင်ကြီးများနဲ့တာဝန်ရှိသူများဟာ မေလ3ရက်နေ့နောက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်ရေစီရီလာကောင်းမွန်ရှိနေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအောင်ကွင်းစင်ကြီးစုစစ်ဆေးကြောင်းသိရပါဗျာ။ ဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းရဲ့အဖွဲ့ဟာလှိုင်းတရားအရှိပိုင်းမျိုးနဲ့တန်ရှင်းတရားလှပရေးနဲ့ရေစေးလာကောင်းမွန်ရေးအတွက်ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီမှစောင့်ဝလျက်ရှိသောရန်ကုန်ပသိမ်းလမ်းနဲ့ကနောင်မင်းသားကြီးလမ်းဆုံးရှိကနောင်မင်းသားကြီးလမ်းဖြတ်ဘော့စကားပဲစာဝန်နေမှုအလကောင်ညောင်တုံးလန်းနဲ့တပင်ရွှေထီလန်းဆုံးရှိ တပင်ရွှေထီလန်းဖြဲဘော့စကားပဲစာဝန်နေမှုအလကောင် ရန်ကုန်ပသိမ်လမ်းနဲ့မခရာမင်းသားကြီးမောင်ပြိုလမ်းဖြတ်အာစီဘော့စ်ကပဲစာဝန်နေမှုအား၎င်းရန်ကုန်ပသိမ်လမ်းဝေယာရင်16900ဘေးအကျယ်စနဘေးရှိလူသားစင်ကြန်စာဝန်နေမှုအား၎င်းကိုယ်စင်ကြီးရှုစစ်ဆေးပြီးတာဝန်ရှိသူများအားတိုင်းနေသားကြီးဝင်ကြီးချုပ်က လူသားစင်ကြန်အားအချိန်တိုအတွင်း PC အောင်စာမယံ သမတ်ကာလအတွင်းစံချိန်စံညိုကိုင်းကြီးစွာဖြင့် PC အောင်ဆောင်ရရန် ရေစည်ရလာကောင်းမွေစေရန်နှင့်လမ်းပေတွင်အရေးရာလေးကားပင်များစိုက်ပျိုးထားရှိရန် စာသည်တို့ကိုမှာကြကပေါင်းစံချိန်နှင့်ဆောင်ရပေးပါသည် ဆလဘီရန်ကုန်တိုင်းဒေသကြီးဆိုရဖွဲ့ဝင်ကြီးချုပ်ဆိုသိန်းနယ်ဖွဲ့ဟာလိုင်းတရအနောက်ပိုင်းမြို့နယ်ရှိရန်ကုန်အနောက်ပိုင်းနှီးပညာတက္ကသိုလ်အဝင်လမ်းနဲ့ကျောင်းပတ်လမ်းများအားကတ္တရာခင်ချင်းလုပ်ငန်းဆောင်ရွက်ပြီးစီမှုအခြေအနေအားလှည့်လည်ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအားလိုအပ်သည့်များမှာကြားကြောင်းသိရပါရယ်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့ထားပေးဖြစ်ပါရယ်ရှင် ဆလတ်တင်ဆက်မဲ့တဲ့ငါတော့ရန်ကုန်တိုင်းဒေသကြီးဝင်းချီကျုပ်ဖလားဆလေးခရိုင် အသက်25နှစ်အောက်အမျိုးသားအမျိုးသမီးဗောလီဘောပြိုင်ပွဲဗိုလ်လူပွဲနဲ့စုချင်းမြင်ပွဲကျင်းပတဲ့တဲ့င်ဖြစ်ပါတယ်။2025ခုနှစ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်းချီကျုပ်ဖလားဆလေးခရိုင်အသက်25နှစ်အောက်အမျိုးသားအမျိုးသမီးဗောလီဘောပြိုင်ပွဲဗိုလ်လူပွဲနဲ့စုချင်းမြင်ပွဲအခမ်းအနားကို မေလ9ရက်မွန်လယ်ပိုင်းက ရန်ကုန်မြို့အောင်စာကစားပြန်ကွင်းမိုးလုံလေးလုံးအကစားခံမာရင်ကျင်းပကြောင်းသိရပါတယ်။ဥစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ဝင်ကြီးများမြန်မာနိုင်ငံဘောလီဘောအဖွဲ့ချုပ်ကထာနဲ့တာဝန်ရှိသူများကနိုင်ငံလေရွေစင်ဘောလီဘောကစားသမားများအား ရှင်နေနေနှုတ်ဆက်ပြီးအမျိုးသားဘောလူပွဲစဉ်အဖြစ်ဖို့တောင်ခရိုင်အသင်းနဲ့အလုံးခရိုင်အသင်းတို့ရဲ့ရှင်ပြန်ကစားနေမှုကိုကြည့်ရှုအားပေးကြပါရစေ။ ပြိုင်ပွဲတွင်အလုံခရိုင်အသင်းက၃ဘွယ်တစ်ဘွယ်ဖြင့်နိုင်ကပထမဆုရရှိပါရယ်။အဒီနောက် အမျိုးသားအမျိုးသမီးထပ်ဆောင်စုစပေးပေါ်စုပင်ထောင်စုခုခံစေမစုပိတ်ဆိုစုရိုက်ခုစုနဲ့အကောင်းဆုံးအကစားစုရရှိသူတို့ကိုစုတစိငွေသားစုများနဲ့ထက်ဆောင်စုများအားအကစားနဲ့ကာယပညာဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ညွှန်ကြားရေးမှူးများ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကထာနယ်တာဝန်ရှိသူများကလည်းကောင်းအမျိုးသမီးပြန်ပွဲတွင် နေသိန်းစုရရှိသောတင်ငယ်ကျောင်းခရိုင်အသင်းအမျိုးသားပြန်ပွဲတွင်နေသိန်းစုရရှိသောတိုတေခရိုင်အသင်းအမျိုးသမီးပြန်ပွဲတွင်တတိယစုရရှိသောတန်လင်းခရိုင်အသင်းအမျိုးသားပြန်ပွဲတွင်တတိယစုရရှိသောမင်္ဂလာတုံခရိုင်အသင်းအမျိုးသမီးပြန်ပွဲတွင်ဒုတိယစုရရှိသော အလုံခရိုင်အသင်း အမျိုးသားပြည်မွေတွင်ဒုတိယဆူရရှိသောဗိုလ်တထောင်ခရံအသင်းတို့မှအကစားသမားများကို တိုင်းနေသားကြီးအစိုးရဖွဲ့ဝင်ဝင်ကြီးများကတဝူချင်းစုတစဲများငွေသားစုများနဲ့ထပ်ဆောင်စုများအလကောင်း အမျိုးသမီးပြိုင်ပွဲတွင်ပထမဆုရရှိသောအင်စင်ခရိုင်အသင်းအမျိုးသားပြိုင်ပွဲတွင်ပထမဆုရရှိသောအလုံခရိုင်အသင်းတို့ကိုတဝူချင်းစုတဲ့စိတ်များခုံပြူချင်းမြင်ငွေများထပ်ဆောင်စုများနဲ့တကွန်ဆိုင်စုဖလာတို့အားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းက၎င်းအသည်သည်ချင်းမြင်ပေးရကြတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ဇက်ထက်ကိုကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။ ။နောက်ဆုံးနဲ့စမဲတဲ့တွင်ကတော့လန်ဒတာနှင့်ရေစီးရလာလုပ်ငန်းများရန်ကုန်မြို့တော်ဝန်ဝင်းစင်စစ်စေးတဲ့တွင်ဖြစ်ပါရယ်။ ရန်ကုန်တိုင်းဒေသကြီးစပင်သားရေးဝင်ကြီးရန်ကုန်မြို့တော်စပင်သားရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ဦးဘိုးထေဟာတာဝန်ရှိသူများလိုက်ပါလျက်မေလ9ရက်နေ့ခုနှစ်နာရီကဗဟန်မြို့နယ်နမောင်လန်းကန်တော်ကြီးတဘာဝဥယင်ဘွေချုပ်ပန်းချံတစ်တော်ဆောင်အတွင်ပန်းဥယင်နေရကစားခွင့်များဌာနကမြေယာပြည်ပြင်စာမဏေမှုကိုကြည့်ရှုစစ်ဆေးပြီးတက်တန်းရင်အပင်ကြီးများအားစနေကြထိန်သိမ်းထားရန်ပန်းစံအစိမ်းလန်းဆိုပြေလှပါရေးတာဝန်ရှိသူများကအစဉ်တစိုက်ကြမ်းမဆောင်ရယံ ကန်တော်ကြီးလူရှောက်လန်းတတာဇန်ခဲများပြပြန်တို့ကိုမှာကြားကြောင်းသိရပါတယ်။အဲဒီနောက်မြို့တော်ဝန်ထဲအဖွဲ့ဟာတကုံမြို့နယ်ဦးဝီစာရာလန်းနယ်ရွှေတကုံဖရာလန်းတောင်ရှိတကုံပန်းချံအတွင်းစိန်လန်းဆိုပြီးဆောင်ရထားရှိမှုတစ်ပင်ပန်းမများ စိုက်ပျိုးထားရှိမှုအဝိဇာရာလန်းအဝိဇာရာအဝိုင်းနဲ့ရွှေတကုံဖရာလန်းအကြောင်းလမ်းလေကျွန်းဝေယာ အရှေ4440ဘေးအကျဲ3ဘေးရှိလမ်းသာတို့ချဲကွန်ကရစ်ခင်းကျင်းနေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးပန်းချံအတွင်ရှိအကစားပစ္စည်းကရီးယားများပြန်လည်ပြည်ပြင်းနိုင်ရေးဆောင်ရွက်ရန် လုပ်ငန်းများစံချိန်စံညွှန်းနဲ့အညီအချိန်မီပစ္စည်းရေးရန်ရည်လမ်းအနီးရေးကင်းရှိရေးဆောင်ရွက်ရန်နဲ့လက်တလျှောက်တန်ရှင်းတရားတရားရေးဆောင်ရွက်ရန်မှာကြပါရယ်ဆလဘီမြို့တော်ဝန်ထဲဖွဲဟာလိုင်တရာအရှိပိုင်းမြို့နယ်ရန်ကုန်ပသိမ်လမ်းဘေးဝဲရာလူသွားစင်စံဆောင်ရွက်နေမှု ရေစည်းရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုလမ်းသာတို့ချေရန်မြေသားပြည်ပြင်ဆောင်ရွက်နေမှုနဲ့တန်ရှင်တရားတည်ရည်ဆောင်ရွက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးလိုအပ်သည့်များမှာကြပါရစေ။ အဒီနောင်မြို့တော်ဝန်ထဲအဖွဲ့ဟာရန်ကုန်ညောင်တုံးလန်းရေမြောင်ရေစည်းရလာကောင်းမွန်စေရန်အုပ်ရေမြောင်တည်ဆောက်ထားရှိမှုရန်ကုန်ညောင်တုံးကားလန်းနဲ့တပင်ရွှေထီလန်းထဲတွင် box cover တည်ဆောက်နေမှုနဲ့ရန်ကုန်ညောင်တုံးလန်းနဲ့ပိုပါထူလန်းတို့ဆက်သွဲတဲ့အရှိ65ပဲရှိတဲ့တန်ကူကွန်ကရစ်လူကူတရားတည်ဆောက်ပစ္စည်းမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးလန်တရှောင်းတန်ရှင်းတရားတရရေးဆောင်ရွက်ရန်မြေစာပုံများရှင်းလင်းရန်တို့ကိုမှာကြပါရယ် မြို့တော်ဝန်ထဲအဖွဲ့ဟာရန်ကုန်ပသိမ်လမ်းနဲ့မခရာမင်းသားကြီးမောင်ပြိုလမ်းဆုံတွင်ရန်ကုန်ပသိမ်လမ်းနဲ့ကနောင်မင်းသားကြီးလမ်းဆုံတို့တွင်အရှေ့တ130ဘေးဘောက်စကားဗန်များတည်ဆောင်နေမှုရန်ကုန်ပသိမ်လမ်းဘေးရွှေမြောင်းရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးလိုအပ်သည့်များမှာကြဖြစ်စီဆောင်ရွက်ပေးတယ်လို့သိရပါတယ်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါတယ်ရှင်